ိုင်ပဲခတ်စော်လေထဲပြန်ဝင်နေတဲ့ပစ္စည်းတွေဟာလူတွေဝိုင်းကြည့်နေတဲ့အချိန်မှာပဲခလုတ်တစ်ခုကိုနှိပ်လိုက်သလိုမြေကြီးပေါ်ပြန်ပြီးပြုတ်ကျကုန်ပါလေကိုကောင်းမြန်ခမောင်းကြီးမှာတခုခုတော့မှားယွင်းနေပြီထင်တယ်ဗျဖုံးရေးပါလီပင့်ပြီးအန်ရကင်းပေးရည်လေးရွှင်ကောင်းမယ်ရဲကြည့်နေတဲ့လူတွေကလူကြီးတယောက်ကပြောတယ်ဦးကောင်းမြတ်ကတော့သူ့အိမ်အခြေအနေစိုးတဲ့စိုးလာတာကိုစိတ်ညစ်နေပုံပါပဲစိတ်မပူပါနဲ့ကျွန်တော်ကြည့်ပြီးစီစဉ်လိုက်ပါမယ် ညာမောင်လာတာနဲ့အမြလူတွေလည်းခြံထဲမနေရတော့လို့ထင်ရဲ့အရှူရှူနဲ့ထွက်သွားကြတယ်ကျွန်တော်နဲ့ဦးကောင်းမြတ်ပဲခြံထဲမှာကြံခဲ့တယ်ဦးဘိုးချုပ်ပြီမို့ကျွန်တော်လည်းပြန်လိုက်ပါဦးမယ်ကြောက်တော့ခဏနေပါဦးကွာဦးကောင်းမြတ်ပုံစံကိုကြည့်ရတာကြောက်နေပုံပါပဲအဲသူကြီးပဲလားကျွန်တော်လည်းကြောက်တယ်လေမနက်ကနက်ကတော့ပြောပုံအရဆိုရင်ဒီစပိန်မှာဝိညာဉ်တွေအများကြီးပဲပူးကပ်နေတယ်မဟုတ်လားမင်းမြင်တဲ့အတိုင်းပဲ တနေ့တက်တနေ့အချိန်တွေကပိုပြီးဆိုးလာနေပြီဥလို့ဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းမှဖြစ်တော့မယ်ဥကျွန်တော်လန့်လာပြီဗျာအဲ့လိုမျိုးကြီးတွေအပြင်မှာတခါမှမကြုံဘူးဟိုခုနေ့ညကလည်းအိမ်ရှိမှာဒီစပိန်နဲ့ဆုံးသွားတဲ့ចောင်းစရာကိုကျွန်တော်အရင်မှမြင်တယ်ဒီပြဿနာတွေနဲ့ဘာမှမဆိုင်နဲ့ကျွန်တော်စီကိုပါသူတို့လိုက်လာနေကြပြီထင်တယ်ဒါပေမဲ့ဒီကိစ္စအားလုံးကိုတားပဲသေချာတည်တာလား အခုတိုင်းဆိုရင်ဦးကိုလည်းသူတို့အချိန်မီတပ်ပစ်တာမျိုးလုံသွားနိုင်တယ်လေတားအဆုံးထိကုညီမဖြစ်မယ်တားတဲ့ငယ်ချင်းအောင်ကောင်းတော်ရောပေါ့ဦးနဲ့အတူဒီပြဿနာကိုအစာဆုံးဝိုင်းကူဖြေရှင်းပေးစီခြင်းနဲ့ဦးကောင်းမျက်ပုံကိုကြည့်ရတာအရင်ကလိုမဟုတ်တော့ဘူးအတော်လေးစိတ်ကြောက်ကြပြီးအားငယ်နေသလိုပဲပြောမဲ့သာပြောတာပါကျွန်တော်လည်းဒီစပိန်ရဲ့ဇလန်းကိုဆက်ပြီးသိကျင်နေပါသေးတယ်ကိုအောင်နိုင်တွေးဟာဂျာမနီမှာဘာတွေဖြစ်ခဲ့လဲပေါ့ ကိုပီတာလာအဲ့ဒီစီကိုသွားရင်တော့ကျွန်တော်လည်းလိုက်ခဲ့ပေးပါမယ်အဲ့ဒီညကကျွန်တော်စပိန်ကိုကျွန်တော်စီးပြီးအိမ်ပြန်လာလိုက်တယ်စိတ်ထဲလဲစပိန်နောက်ကမှတယောက်ယောက်လိုက်လာသလိုမျိုးခံစားမှုမျိုးနဲ့အိမ်ရောက်တော့တနေကုန်ပျောက်ချနေလို့အမေကစူပါသေးတယ်ကျွန်တော်လည်းသမင်းစားတော့ပြီးအိမ်ရောက်ဝင်လိုက်တယ်ဒီတခါတော့ရေလဲတေချာယူထားလိုက်တယ်ညာတင်းတို့ပြင်တော့ရေမတောက်ရတော့ဘောတော့ကြဟိုနေ့ကလို့အိမ်ရှိလာလာရက်နေတဲ့ဟာတွေကိုမြင်ရင်တောက်ပြတော့ကြီးအောင်ပါ မြေကြီးမှာထွင်းထားတဲ့လေကားလေးအတိုင်းတောင်ဝုံးမှုမှုလေးပေါ်ကိုကျွန်တော်တို့တက်ခဲ့ကြတယ်။တောင်ဝုံးဆိုပေမဲ့ပတ်ဝန်းကျင်မှာတည်ကြီးဝါးကြီးတွေကစိမ့်နေအောင်ဖုံးလွှမ်းထားတယ်။နွေရာသီဆိုပေမဲ့တည်ရိပ်ဝါးကြီးတွေကြောင့်အေးအေးချမ်းချမ်းပါပဲ။ထူးကြီးဆိုတဲ့မြို့ကိုအရင်ကျွန်တော်တကားမှမရောက်ဘူးဘူး။ရန်ကုန်နဲ့တိတ်မွေးပေမဲ့သူကအေအော်ရီတိုင်းထဲမှာရှိတဲ့မြို့ကလေးပါ။မျိုးကလေးနဲ့မလန်းမကန်းမှာကွန်ပျူတာလို့ခေါ်တဲ့အရှင်ခင်မာနန္ဒရှိဟာနန္ဒမြိုင်တော်ရတီရှိပါလေဧည့်သည်လက်မခံပါ တောင်ဝုတ်တဲ့ရောက်ရောက်ချင်းမြင်လိုက်ရတဲ့စိုင်းမုတ်ကြောင့်ရင်ဆို့သွားတယ်။ဦးကောင်းမြတ်ရောကျွန်တော်ပါဘာဆက်လုပ်ရမှန်းမသိဘူး။စိုင်းမုတ်ရှိအကြာကြီးရက်နေပြီးဟိုကြည့်ဒီကြည့်ကြည့်လိုက်တယ်။ဘုတ်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 ခွေးလေးနှကောင်ကအမီးနံပြီးထွက်လာတယ်။ခဏကြာအသားပြူပြူခန္ဓာကိုယ်ဖြိုင်းဖြိုင်းအရက်ခက်ပြပြလူမိုက်ပုံယုံနေလူလက်ပိုင်းဖုံးကြီးတပါကျွန်တော်တို့ဘက်ကိုရှောက်လာတာကိုတွေ့လိုက်တယ်။ဒါကတော့ဘာကိစ္စများလဲ။ အကြောင်းမရှိပဲတတ်တတ်လာတဲ့ဧည့်သည်ဆိုရင်တော့စိုင်းဘုတ်ကိုဖတ်ပါလေ။ပုံစံကချက်ချင်းလက်ပြန်ထောက်သွားရမယ်ပုံစံ။ဘုန်းကြီးကပြောချင်တာပြောပြီးလှည့်ထောက်သွားတယ်။ဥစဉ်ဥစဉ်တပိတော်တို့ဇေယတန်းနိုင်စီကလိမ့်စာရလာတာပါဖေ။ဘုန်းကြီးကလှည့်မကြည့်ဘူး။တပိတော်တို့ပြဿနာကြီးကြုံနေရလို့ပါ။ကိုယ်နိုင်တွင်းနဲ့ပတ်သက်တဲ့ကိစ္စပါဖေ။ဘုန်းကြီးဟာလမ်းလျှောက်နေရာကနေရပ်သွားတယ်။ပြီးတော့ကျွန်တော်တို့ဘက်ကိုလှည့်ကြည့်လာတယ်။ မင်းတို့ကအွန်လိုင်းတွင်းနဲ့ဘလို့ပတ်သက်နေခဲ့တာလဲအွန်လိုင်းတွင်းရဲ့ပြန်ပင်းကတပည့်တော်စီရောက်နေတာပါဘာပြန်ပင်းဟုတ်လားတင်မဟုတ်ပါလေအဲ့ဒီပြန်ပင်းကြောင့်တပည့်တော်တို့တမိသားစုလုံးဒုက္ခကြုံနေရပါတယ်ဖေဟာအဲ့ဒီနေ့ကိုတကယ်ရောက်လာခဲ့ပြီဟိုကဲလာကြလာကြတကားတို့ခြံဝင်းနေတစ်သားကြောင်းလေးစီကိုဘုန်းကြီးက ကျွန်တော်တို့ကိုဦးဆောင်ပြီးခေါ်သွားတယ်ကျွန်တော်ရောက်ဘူးတဲ့ဘုန်းကြီးကြောင်းလေးတို့တရားကြီးတွေမဟုတ်ကြီးတွေ ူးဤတိန်နဲ့အုံเจ้าကြီးမဟုတ်ပဲတော်ရန်ထဲကပြင်အောင်เจ้าလေးဟာဘာကြောင့်မှမသိရင်ကိုအေးချမ်းမှုအတီတော့ပြီးစေတာပါပဲเจ้าပေါ်မှာလဲဘီရိုတလုံးကလွဲပြီးဘာပရီဘောကမှမမေရရမရှိပါဘူးကျွန်တော်တို့ကဖုံးကြီးကိုဝစ်ချလိုက်တယ်ကဲဆိုကြပါဦးအဲ့ဒီစပိန်နဲ့တကာတို့ဇလန်းကိုဦးကောင်းမြတ်ကတထေးသားကိုအော်ကြီးစီကနေအောင်ကောင်းစီကိုစပိန်စားရောက်ခဲ့တဲ့အချိန်ထိကိစ္စတွေကိုရှင်းပြတယ်သူ အောင်ကိုထွေဣဖြူတို့သုံးဝင်ဆိုင်ဇလန်းတွေကိုမပါဘူးဗောဥကောင်းတဲ့စကားအဆုံးမှာတော့ဖုံးကြီးဟာတပ်ပြင်းတစ်ခုခက်လေးလေးချတယ်ဥစဉ်အဲ့ဒီပြန်မင်းကိုလိုက်ရှာခဲ့သေးတယ်အခုတော့လူတွေအများကြီးကိုထိခိုက်ကုန်ပြီပဲတင်ပါဥစဉ်တီတော့တာရှိရင်တပည့်တော်တို့ကူညီပေးပါဟုတ်ဖေဟာဖုံးကြီးဟာညောင်သောမှာထိုင်နေရကနေထပြီးဘီရိုရှိရာကိုရှောက်သွားတယ်ဘီရိုထဲမှာဗုဒ္ဓဘာသာဆိုင်ရာကျမ်းဂန်စာအုပ်တွေအပြည့်ပါပဲ ဖုန်းကြီးဟာစာပေကျမ်းဂန်ရဲ့အောင်ဆုံးမှာရှိတယ်။ဗီဒီယိုအံဝက်တဲကနေတက်တာလေးတစ်ခုထုတ်လိုက်တယ်။ပြီးတော့သူကကျွန်တော်နဲ့ဥကောက်မြဲရှိတဲ့တဲကကျမ်းပြင်ပေါ်မှာထိုင်ချလိုက်တယ်။တက်တာပေါ်က၄တောင်းဝက်မှာကနုတ်ပန်းတွေဝင်းရံထားတယ်။ဓားတစ်ချောင်းရဲ့စက်ကြာတစ်စိမ့်ရဲ့ကိုထွင်းထားတယ်။အဲ့ဒီအပေါ်မှာတော့1919ဆိုတဲ့နံပါတ်ကိုလည်းရေးထားတယ်။အောက်မှာတော့ through jesus app ဆိုတဲ့စာတမ်းကိုလည်းထိုးထားတယ်။ ဘုံကြီးဟာသူ့ရဲ့သင်းမှန်ရားကနေရှေးဟောင်းတော့လေးတစ်ချောင်းထုတ်ပြီးဖြွင့်လိုက်တယ်။အဲ့ဒီတစ်တာထဲမှာဂရီပါဇာအနီနဲ့ပတ်ထားတဲ့အရာတစ်ခုရယ်။တရေဖုံးနဲ့အုပ်ထားတဲ့စာအုပ်အဟောင်းတစ်အုပ်ရယ်။ဒါကတော့ True Society ဆိုတာကြားဘူးလား။မကြားဘူးပါဘူးဗျာ။ဥရောပမှာ Freemason တို့ Illuminati တို့လို့လောကီပညာလိုက်စားတဲ့ဂိုင်းတွေကဟိုးနှစ်တောင်ကြီးကလေးကရှိခဲ့ကြတယ်။အဲ့ဒီအချိန်မှာသူတို့တွေဟာကမ္ဘာစစ်ပြီးစကာလဂျာမနီမှာ နောက်ဆုံးပေါ်ပေါက်ခဲ့တဲ့အဖွဲ့အစည်းပဲ။ဟိုအဖွဲ့အစည်းတွေနဲ့မတူတာတခုကတော့သူတွေဟာဂျာမနီအမျိုးသားရေးကိုအခြေခံထားပြီးလောကီပညာနဲ့ခေတ်မီသိပ္ပံပညာကိုစနစ်တကျပေါင်းစည်းလေ့လာတဲ့အဖွဲ့ပဲ။ဒီဖုံးကြီးဘာတွေပြောနေလဲဆိုပြီးကျွန်တော်စိတ်လေသွားတယ်။ဒီဖုံးကြီးဘာတွေပြောနေတာလဲလို့တကားတို့စိတ်ထဲမှာဖြစ်နေလိမ့်မယ်။ဟာကျွန်တော်စိတ်ထဲတွေးလို့မှမဆုံးသေးဖုံးကြီးကပြောလာတော့လူတော်နည်းနည်းလန့်သွားတယ်။ဒီလိုပါတကားတို့တကားတို့ပြောတဲ့အဲ့ဒီစပိန်ဟာ through ဘွဲ့နဲ့ပတ်သက်နေခဲ့တယ်။ဒီပြဿနာရဲ့အဓိကတရားခံကဦးစင်းပါပဲ။ဗျာဦးစင်းရဲ့အောင်နိုင်တွေးရဲ့အဲ့ဒီစပိုင်းရဲ့ဇလန်းကိုမပြောပြခင် through ဘွဲ့အကြောင်းကိုဦးစင်းအကြမ်းမြင်အရင်ရှင်းပြခြင်းပါလေတခါတော့ချိန်ရတယ်မဟုတ်လား။ရပါတယ်ဗျာ။ through society ဆိုတာ through ဒီကဘာစစ်ပြီး unit တွင်တည်ထောင်ခဲ့သော the voltage movement ကိုလူမျိုးရေးအခြေခံလှုပ်ရှားသည့်ဂျာမန်လောကီပညာဂိုင်းတစ်ခုဖြစ်သည် သူတို့ဆိုဒီမှာဂရိဒဏာရီထဲမှာမြောက်ပိုင်းတိုင်းပြည်တပီအမိကိုယူထားခြင်းဖြစ်သည်ဒူးရှက်အာဘီတာပတီ DAB ဂျာမန်ဝေါကာပါတီဂျာမနီအလုံသမားပါတီကိုကမကထပြုသောအဖွဲ့အစည်းဖြစ်ထင်ရှားသည်ဂျာမန်အလုံသမားပါတီကိုနောက်ပိုင်းတွင်အဒော့ဖ်ဟစ်တလာကအမျိုးသားဆိုရှယ်လစ်ပါတီ NSDAP သို့မဟုတ်နာဇီပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟစ်တလာအထုပ်ပတ်တီကို ရေးသားခဲ့သူအင်္ဂလိပ်သမိုင်းပညာရှင်စာရေးဆရာကြီး လန်ကာရှို၏အဆိုအရသရူးဘွဲ့စည်း၏အသင်းဝင်စည်းရင်းတွင်အစောပိုင်းကာလနာဇီပါတီကိုထောက်ခံအားပေးသူများနှင့်မြူးနစ်နာဇီလှုပ်ရှားမှုများတွင်ဦးဆောင်သည့်ပုဂ္ဂိုလ်များဖြစ်သည့်ရူဒေါဟက်စ်အဖီရာဗူဟန်ဆန်ဖရိတ်ဂျူလီယပ်လာမန်ဂေါ်ဒီဖရက်ဒက်ရှက်အက်ဒါရိုပါဝင်သည်ဟုဆိုသည့်ထို့သောအင်္ဂလိပ်ပညာရှင်နီကိုလတ်စ်ဂရောဝစ်ကမူဟန်ဖရက်နှင့်ရူဒါဟမ်တို့သည် through အဖွဲ့ဝင်များဖြစ်ကြတော့လေနာဇီပါတီ ခြားခေါင်းဆောင်များသည်သူဖွဲ့ဝင်များ၏ဖိတ်ကြားခံစာရင်းတွင်မပါဝင်သဖြင့်သူနှင့်ပတ်သက်မှုမရှိဟုယူဆခဲ့ကြသည်ဂျိုဝန်နက်ဆယ်ရင်ကလည်းဟစ်တလာသည်သူဆိုဆိုက်တီသို့အမြဲတက်ရောက်လာခဲ့သည်ဟုသောအချက်သည်လက်တွေ့အထောက်အထားဘာမှ မရှိဟုဆိုခဲ့သည်သူဆိုဆိုက်တီသည်မူလကဝက်တာနန်ဟက်စ်ဦးဆောင်သောဂျာမန်လေလာရေးအဖွဲ့ဖြစ်သည်ဝက်ဒါနက်စ်ဒီပထမကမ္ဘာစစ်တွင်စစ်သားဖြစ်ခဲ့ပြီးဒဏ်ရာဖြင့်ပြန်လည်ခဲ့ရသူဖြစ်သည် ထို့နောက်သူသည်ဘာလင်တွင်လောကီပညာများကို စီးပူးလေ့လာခဲ့သည်ဝက်ဒါနန်ဟက်သည်ထရူလီယိုဝတ်အဖွဲ့အစည်းကို1912ခုနှစ်တွင်တည်ထောင်ခဲ့သည်1918ခုနှစ်တွင်နန်ဟက်သည်မြို့နယ်သို့ပြောင်းရွှေ့ပြီးသူ၏ True Society ကိုဂျာမန်လက်ရဆောင်အဖွဲ့အစည်းတစ်ခုဖြစ်လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည် True Society ၏အဓိကဦးတည်ချက်မှာ Aryan လူမျိုးများကြီးစိုးရေးဝါဒခြေခံခဲ့သည် 1919ခုနှစ်တွင် through web မှထုတ်ပြန်ခဲ့သည့် Germanis Oracle ဂျာမန်တို့၏အမိန့်တော်အရ through society အဖွဲ့ဝင်များသည် Aryan မျိုးနွယ်တွဲစုစစ်ဖြစ်ကြောင်းနှင့် Aryan လူမျိုးကြီးဝါရဘော်ယုံကြည်ခြင်းကြေညာချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်လက်မှတ်ရေးထိုးသူနှင့်သူ၏အိမ်တော်ဘက်ခန္ဓာကိုယ်အတွင်းဂျူးသို့မဟုတ်ခြားလူမျိုးများ၏တွေးများမစည်းစင်ကြောင်းစဉ်သက်လာရဘိုးဘွားများ၏မိုးရိုးစဉ်သက်သည်လည်း Aryan တွေးစစ်စစ်များဖြစ်ကြောင်းကြေညာကြရသည် through ပြုတ်ဝတ်သောရည်ရွယ်ချက်မှာတကူအာနာနှင့်တွေးလဲလဲရေးဖြစ်သည် through the greek ဘာသာအရာ greek ရောမပထဝီကျမ်းများတွင်ကမ္ဘာမြောက်ဘက်ဆုံးရှိသောပြုတ်ဝတ်နိုင်ငံတော်အတစ်ဖြစ်သည်ဟုဖော်ပြလေရှိကြသည်မြေမောက်ခေပညာရှင်များကမူအိုင်စလန်ကျွန်းကို တင်စားခေါ်ဝေါ်ခြင်းဟုယူဆကြသည် through society ကမူ through နယ်မြေအား greenland နှင့် iceland အနီးရှိမြောက်ဝင်စုစုတွင်ပျောက်ဆုံးနေသောရှေးအောက်နယ်မြေအဖြစ်ဖော်ပြခဲ့သည်အရှေ့တိုင်းဂမ်ဘီယာသမားများယုံကြည်ကြသည် ရှမ်ဘယ်လာတို့မဟုတ်မဟာမြိုင်ဒေတာတို့ကဲ့သို့ဂမ်ဘီယာနယ်မြေတစ်ခုယုံကြည်ကြသည်အဆိုပါ True Society သည်မြူးနစ်တွင်အဖွဲ့ဝင်250ခန့်နှင့်ဂျာမနီနိုင်ငံတဝမ်းတွင်အင်အား1500ခန့်စုစည်းနိုင်ခဲ့သည် True တင်ဝင်များသည်အာရီယန်လူမျိုးတန့်စင်ရေး theory ကိုအခြေခံခဲ့ကဂျူးလူမျိုးများနှင့် community များကိုအဓိကရန်သူအဖြစ်သတ်မှတ်ခဲ့ကြသည် through ဘက်ကောင်းတော်တို့ဖြစ်သော Cipodam Drop သည်1918ခုနှစ်ဒီဇင်ဘာလတွင် ဂျာမနီနိုင်ငံဘာဗရီးရီယန်ပြည်နယ်မှဆိုရှယ်လစ်ဝန်ကြီးချုပ်ခရူအင်စနာကိုပြန်ပေးဆွဲရန်ကြံစီခဲ့သည်။ဧပြီလ26ရက်နေ့တွင်မြူးနစ်ရှိကွန်မြူနစ်အစိုးရသည်သရူးဘွဲ့အခြေခံနေရာများသို့ဝင်ရောက်စီးနင်းခဲ့သည်။အဖွဲ့ဝင်9ဦးကိုဖမ်းဆီးရရှိခဲ့ပြီးဧပြီလ30ရက်တွင်တွင်ကုမြတ်ခဲ့သည်။၎င်းတို့ထဲတွင်အဖွဲ့အစည်းတူထောင်သူဝဲလ်တာနောဟန်အတွင်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်သော Gordon Halivin Wister ထင်ရှားသောဂျာမန်တော်ဝင်မျိုးနွယ်ဝင်၄ဦး ဥရောပတော်ဝင်မျိုးနွယ်စုများနဲ့ဆက်ဆက်သောမင်းသားကူစတာဗာနှင့်တိတ်စ်တို့ပါဝင်ခဲ့သည်1915ခုဇန်နဝါရီ9ရက်နေ့တွင်အန်တွန်ဒူးလက်စ်နှင့် Through Society မှကာလယ်ဟာရိုပူးပေါင်းက DPA ဂျာမန်ဝေါ်ကာပါတီကို ထူထောင်ခဲ့သည်အဒေါ့ဟစ်တလာသည်ယင်းနှင့်စက်တင်ဘာလတွင် ထိုပါတီသို့ဝင်ရောက်ခဲ့သည်1920ဖေဖော်ဝါရီလကုန်တွင် DAB ကိုနာဒီပါတီဟုလူသိများသည် NSDAP အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုံသမားပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်ထို့အချက်ကြောင့်နာဇီဂျာမနီခေတ်တွင်ထင်ရှားကျော်ကြားသောနိုင်ငံရေးခေါင်းဆောင်များနှင့်သိပ္ပံပညာရှင်အများစုမှ True Society မှပြိုးဝတ်အဖွဲ့ဝင်များဖြစ်သည်ဟုယူဆခဲ့ကြသည်ဒရော့ဟစ်တလာသည် သူကိုယ်တိုင်အဖွဲ့ဝင် ဖြစ်သည်ဟုလည်းဆိုကြသည်ထို့သော1938စက်တင်ဘာ6ရက်နေ့တွင်ဟစ်တလာကိုယ်တိုင်ပြောကြားခဲ့သောမိန့်ခွန်းတွင်မော်အတက်လောဂီအတက်ပညာများကို မယုံကြည်ကြောင်းနှင့်စန့်ကျင်ကြောင်းပြောဆိုခဲ့သည့်အထောက်အထားများအရာအီတလာသည် through တွင်ပါဝင်ခဲ့ကြောင်းကိုအတည်ပြုရန်ခတ်ခဲ့သည်ထို့သော Wellf မှာဖို့နှင့် Massison ကဲ့သို့သောနာဇီပါတီတွင် ထင်ရှားသောခေါင်းဆောင်များမှ through ဘွဲ့ဝင်များဖြစ်နေကြသည် through ဘွဲ့ဝင်ခေါင်းဆောင်တို့ဖြစ်သူ Rudolf Vino သည်1933ခုနှစ်တွင်ဟစ်တလာမတိုင်မီဟူသောစာအုပ်ကိုပုံနှိပ်ထုတ်ဝေခဲ့သည်စာအုပ်ထဲတွင် Through Society သည်ခေါင်းဆောင်ကြီးဟစ်တလာအတွက် လန်ခင်ပေးခဲ့သည်ဟုရေးသားထားသည်ထို့သောရေးသားချက်များပေါ်တွင်ဟစ်တလာအပါအဝင်နာဇီခေါင်းဆောင်များကကြိုက်နှစ်သက်ခြင်းမရှိခဲ့ပေထို့ကြောင့်1933ခုနှစ်နောက်ပိုင်းတွင် through ဖွဲ့ဝင်အပါအဝင်ဂျာမနီနိုင်ငံအတွင်းလော်ဂီဆိုင်ရာအဖွဲ့အစည်းများအားလုံးကိုနာဇီပါတီကအမြင့်ပြတ်နှိမ်နင်းခဲ့သည် through ဖွဲ့ဝင်အများပြားမှာတူရကီနှင့်နိုင်ငံသားတိုင်းပြည်များသို့ထွက်ပြေးတိမ်းရှောင်ဝန်ကြသည်မိတို့ပင်စိုးစေကမူဟစ်တလာ၏တတိယမြောက်ဂျာမန်နိုင်ငံတော်ကြီးနှင့် အာရီယန်ဝါဒများမှာ True Society ထံမှစဉ်သက်လာခြင်းဖြစ်ကြောင်းပညာရှင်များကယူဆကြရသည်။ဘာသာရေးကိုအလွန်စိတ်ဝင်စားသောဟစ်တလာ၏စစ်ဗိုလ်ချုပ်ကြီး Harris Hellman ၏ဂျာမန်အထူးထောက်လှမ်းရေးအဖွဲ့ SS နှင့် True အဖွဲ့အကြားဆက်နွယ်မှုများလည်းရှိခဲ့ကြသည်။အထူးသဖြင့် True Society သည်နာဇီဂျာမနီအစိုးရ၏ပြဝတ် project တစ်ခုဖြစ်သောပကံများမှန်ဆိုင်ရာကိစ္စများတွင်ပူးပေါင်းပါဝင်မှုများရှိခဲ့သည်ဆိုသော theory များပေါ်ပေါက်လာခဲ့သည်။ ုတိယကမ္ဘာစစ်အပြီးတွင်ဟစ်တလာသည်တည်ဆုံခြင်းမရှိဘဲလွတ်မြောက်သွားခဲ့သည်ဟုသောယူဆချက်များအနက်ဟစ်တလာသည်သရူးဆိုဆိုက်တီ၏အကူအညီဖြင့်မြေဆွဲအောက်ကိုစန့်ကျင်ပြန်တန်းနိုင်သောပုဂံများပြန်ဖြင့်လွတ်မြောက်သွားသည်ဆိုသည့်အယူအဆများလည်းရှိခဲ့သည်ထိုအယူအဆမှာစိတ်ဝင်စားဖွယ်ကောင်းသောအချက်တချို့ပါဝင်နေသည်သရူးဆိုဆိုက်တီအဖွဲ့တွင်အခြားကမ္ဘာမှတက်ရှိများနှင့်ဆက်သွယ်နိုင်သည်ဆိုသောစာဖဂန်နှင့်မာရာအိုးဇက်ဖူသောနတ်ဝင်တဲ့အမျိုးသမီး၂ဦးရှိခဲ့သည် မာရာဩဇက်သည်ဂျူသားများထံမှသတင်းပေးပို့ချက်များကိုလက်မှချရေးသည့်ဆက်သွယ်စနစ်ကိုရရှိခဲ့ပြီးမက်ဆိုပိုတေးနီးယားနယ်မြေတွင်ထုံးကားခဲ့သည့်စူမာလူမျိုးများ၏စာနှင့်ရေးပြနိုင်ခဲ့သည်ရင်းစာများအားဘာသာပြန်ချက်တွင်ကဘာမြေကြီးစွဲငင်အားစန့်ကျင်လျက်အလင်းလွမ်းကြုံမှု theory ဖြင့်ပြန်တန်းနိုင်သည့်ရင်းတမျိုးအားတိဆောက်ပုံနီးစနစ်အသေးစိတ်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်ဟုဆိုသည် မာရီအိုဇက်က၎င်းနှင့်ဆက်သွယ်သူများမှနွားပုံကြဲတာစုတွင်ပါဝင်သည့် အက်ဒီဘာရန်ဂျဲကြီးကိုလက်ပတ်နေသည့်ဂျူတလုံးမှာတက်ရှိများဖြစ်ကြောင်းပြောကြခဲ့သည်လူသားများအနေဖြင့်ကဘာဂျိုမှလူသားများထိုးရင်များကိုတိဆောက်ပြီးတူတန်တို့လာရောက်ဆက်သွယ်ကဆက်ကြဝရများနှင့်နီနော်လူသည့်အတွက်ထိုတို့ဤပညာများပေးရသည်ဟုဆိုသည်ထိုရင်ကိုဗရဲကောစွမ်းရည်တစ်မျိုးနဲ့မောင်းနေရသည်ဟုဆိုသည်ရင်းစွမ်းရည်သည်ကဘာမီတွင်အရှံပဲဖြစ်သည့်အတွက်စစ်ပွဲများဖြစ်เสียမလိုဟုလည်းဆိုသည်1933ခုနှစ်တွင် True ဘွဲ့သည်နာဇီပါတီ၏ ဟန်ပြချေမုံချင်းကိုခံခဲ့ရပြီးပကံများပြန်များထုတ်လုပ်နိုင်ရန်ပိုလန်နိုင်ငံတောင်ပိုင်းရှိတပ်ထုမိုင်းတွင်တစ်ခုတွင်ခြေရာဖျောက်ခဲ့ခြင်းသာဖြစ်သည်ဟုဆိုသည်သူအဖွဲ့သည်တိဗတ်ပညာရှင်ဗီတာစကန်ဘာကဤဥဆောင်မှုဖြင့်ဖမ်းဆီးခဲ့သည့်စစ်တုံးမင်းများကိုအုံပြုကာဟန်နူဘတ်123ရှင်ပြန်များကိုအစဉ်လိုက်ထုတ်လုပ်နိုင်ခဲ့သည်ရင်းရင်မြန်မာမှာစစ်သား900ဦးအထိတည်ဆောင်နိုင်ပြီးဆလင်နာပုံချက်ပြရင်များဖြစ်သည်ဟုဆိုသည်ဟစ်တလာသည်ဒုတိယကမ္ဘာစစ်တွင်ပကံများပြန်ဖြင့် ထွက်ပြေးလွတ်မြောက်ခါသူတို့ကိုတီထောင်သားသည့်မြောက်ဝင်းအုံဆုံးမှာမြို့ပြတွင်နေထိုင်ခဲ့သည်ဟုထိုယူဆများတွင်ရေးသားရသည်ရှီလျောတဲ့အချက်လက်တွေကိုပြောပြပြီးမှာတော့ဖုံးကြီးဟာတူစွဲဝါရေခရရဲကရေကိုငှဲ့လိုက်တယ်။ဦးစင်းကဂျာမနီမှာတမိုင်းသုတေသနကျောင်းတက်ရင်ဥရောပမှာရှိတဲ့အမောင်ကလောကီပညာတွေကိုစာရန်ပြုစုနေတဲ့ Professor Dr. အတာနုအပ်ရဲ့လက်ထောက်ဖြင့်အလုပ်ဝင်လုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဦးစင်းရဲ့ခမေးတော်ကြီးကတဆင့် အောင်နိုင်ထွေးနဲ့ယင်းနေတာပါသူ့ဈေးကူးနေတဲ့ကာလာတစ်ချောင်းလုံးမှာကုညီပေးယင်းအောင်နိုင်ထွေးဟာသူ့ရဲ့စပိန်စီအားကစားသမားဘဝကိုအတော်လေးကိုရီမန်းကကြီးကြီးထားခဲ့တဲ့သူဆိုတာဦးစင်းသိလာခဲ့ရတယ်သူ့ဘဝမှာအရန်ပြိုင်ရင်ခဲ့တဲ့အိုလံပစ်ပြိုင်ပွဲကိုလက်လို့ရတော့မယ်ဆိုတာသူသိလိုက်ရတဲ့အချိန်မှာအတော်လေးကိုစိတ်ထိခိုက်ခဲ့တာပဲဖုံးရဲ့စကားအဆုံးမှာဦးကောင်းမြခေါင်းကိုညှိမိကျမ်းမြင်မှုသာငေးကြည့်နေတော့သတိထားမိတယ်။အောင်နိုင်တွေးကိုကူညီပေးနေတာနဲ့ Professor ခိုင်းတဲ့အလုပ်တွေပြက်ကွက်ခဲ့တဲ့အခါ Professor ဦးစင်းကိုအကြောင်းရင်းမေးပြီးဦးစင်းလည်းတနာစရာကောင်းတဲ့အွန်လိုင်းတွေးအကြောင်းကိုပြောပြလိုက်မိတယ်။အဲ့ဒီမှာ Professor ကအွန်လိုင်းတွေးကိုတူကူညီနိုင်ကြောင်းဦးစင်းကိုပြောတယ်။အဲ့ဒီအတွက်လည်းအွန်လိုင်းတွေးကပြန်ပြီးပေးဆက်ရမှာတချို့ရှိကြောင်းလည်းပြောတယ်။ဒီကိစ္စကိုဦးစင်းအွန်လိုင်းတွေးကိုပြောပြလိုက်တယ်။အွန်လိုင်းတွေးလဲပရော်ဖက်ဆာနဲ့တွေ့ဖို့ချက်ချင်းပဲတောင်းဆိုတော့တာပါပဲ။ဘုန်းကြီးဟာတစ်တာထဲမှာဂရီဘာနီနဲ့ပတ်ထားတဲ့ပစ္စည်းလေးကို ထုတ်ပြီးဖယ်လိုက်တယ်။ဝီအောင်မိန်ပြောနေပြီးတန်ကြီးများတက်နေတဲ့ဓမြောင်တလက်ဘုန်းကြီးဟာဓမြောင်ကိုသေချာချာကြည့်ရင် Professor Dr. Hanu F ဟာ through web ကိုတီထောင်ခဲ့တဲ့ Welder Nu F ရဲ့မြေးပဲ through ရဲ့နောက်ဆုံးမျိုးဆက်အဖွဲ့ဝင်တယောက်ပဲ။သူဟာ through web ရဲ့မပြီးဆုံးသေးတဲ့လျှို့ဝှက်ချက်တစ်ခုအထွတ်တာဝန်ဆက်ပြီးထမ်းဆောင်နေတဲ့လူပဲ။ဆက်ရ